အဲ့တော့အိမ်မက်မက်တာဘာကြောင့်မက်တာလဲအိမ်မက်မက်တာအเจ้าမက်ဖြစ်တာလားလို့ဆိုလောကမှာအเจ้าမရှိဘဲနဲ့ဘာတစ်ခုမှမဖြစ်ဘူးအိမ်မက်မက်တာလည်းပဲအเจ้าရှိတယ်အိမ်မက်မက်ခြင်းရဲ့အเจ้า၄မျိုးလို့ဒီပါဠိစာပေကျမ်းဂန်မှာဆိုထားတယ်အိမ်မက်မက်ပြီးဆိုတဲ့အခါမှာဘာကြောင့်မက်တတ်တယ်လဲနံပါတ်1အเจ้าကတော့ ကျမ်းမာတဲ့ကျမ်းမာရေးအခြေအနေကြောင့်မက်တာလူရဲ့ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့မက်တယ်အဲ့ဒါကိုပါဠိစကားလုံးနဲ့ပြောရင်ဓာတုခောဘလို့ခေါ်တယ်ဓာတုခောဘဓာတုဆိုတာဓာတ်ကြီး၄ပါးပထဝီယာဝတိဇောဝါယောဆိုတာဓာတ်ကြီး၄ပါးအဲ့ဒီဓာတ်ကြီး၄ပါးဟာမငြိမ်မမြဖြစ်ပြီးမငြိမ်မသက်ဖြစ်လှုပ်ရှားလာတဲ့အချိန်အခါမျိုးမှာ စိတ်ခံစားမှုတွေပေါ်လာတဲ့တဲ့အိပ်ပျော်နေရင်စိတ်ခံစားမှုတွေပေါ်လာတယ်။ဇမယေချင်းနေရဥမာပဲပထဝီဓာတ်တွေများပြီးတော့ခန္ဓာကိုယ်ကတောင့်တင်းနေတဲ့အခါမျိုးရှိတယ်။အာဘောဓာတ်တွေများပြီးတော့ခန္ဓာကိုယ်ကအေးစိတ်ပြီးတော့အယိဓာတ်တွေများလာတဲ့သဘောတွေရှိတယ်။တေဇောဓာတ်တွေများလာလို့ခန္ဓာကိုယ်ကပူလောင်နေတဲ့အနေအထားမျိုးတွေရှိတယ်။ ဝါယောဓာတ်တွေများပြီးတော့ခန္ဓာကိုယ်ထဲမှာလေလှုပ်ရှားမှုတွေဖြစ်ပေါ်လာတယ်။အဲဒါလို့ဖြစ်ပေါ်လာတဲ့အခါမှာဖြစ်ပေါ်လာတဲ့ဓာတ်အခြေအနေလွန်ကဲမှုကိုအကြောင်းပြုပြီးတော့အိမ်မက်တွေကအမျိုးမျိုးမက်တတ်တယ်ပေါ့။ဝါယောဓာတ်တွေလွန်ကဲပြီဆိုလို့ရှိရင်လူဟာကောင်းငင်ပြန်တက်သွားသလိုအိမ်မက်မျိုးတွေမက်တတ်တယ်ပေါ့။အာဘောဓာတ်တွေလွန်ကဲနေပြီဆိုရင်ရေထဲမှာရေကူးနေရတဲ့အိမ်မက်မျိုးတွေမက်တတ်တယ်ပေါ့။ အဲ့ဒီလိုဓာလေးပါခံစားမှုကိုအကြောင်းပြုပြီးတော့ဓာလေးပါအခြေအနေပေါ်မှာမူတည်ပြီးတော့အိမ်မက်မက်တွေမက်တတ်တယ်ပထဝီဓာတ်တွေလွန်ကဲနေပြီဆိုရင်ရန်သူတွေကလိုက်တာ မလှုပ်နိုင်မရှက်နိုင်ဖြစ်နေတာမျိုးလို့ထားလို့မရတာမျိုးတွေလို့ဓာမျိုးတွေမက်တတ်တယ်ပေါ့အဲ့ဒီလိုစိတ်ထဲမှာဓာလေးပါ၆ချပြီးတော့ကျမ်းမာရေးအခြေအနေအနေထားတစ်ခုကြောင့်မက်တဲ့အိမ်မက်မျိုးဟာလည်းရှိတယ်တဲ့ဒါကြောင့်မက်တယ် ဓာတ်လေးပါမညီမညာဖြစ်လို့ရှိရင်လည်းအိမဲမတက်ဘူးဒါကြောင့်ကျမယေရှုတော်ကပြောတဲ့အခါမှာအိမဲခဏခဏမက်တက်တဲ့ပုဂ္ဂိုလ်ဟာကျမယေချွတ်တဲ့တယ်လို့ဒီလိုဆိုတာအိမဲဒီမက်ပါများရင်ကျမယေတချို့ကတညာလုံးအိမဲကြီးကမပြီးနိုင်အောင်မက်နေတဲ့လူတွေလည်းရှိတယ်ခုကောသလမင်းကြီးကဒီကားလေးအိမဲမက်တာလဲတာမဟုတ်ဘူးသူမက်တဲ့အိမဲတွေကလည်းအများကြီးအဲ့ဒါလို့ အိမ်မက်မတာနမတိဓာလေးပါခြောက်ချားမှုမညီမျှမှုအကြောင်းပြုပြီးတော့လဲမက်တယ်တဲ့နောက်တစ်ခုမက်တာကတော့ဘာတော့ဆိုဒုတိယအကြောင်းကတော့အနုဘူတပုပ္ပတွေ့ကြုံခံစားမှုတဲ့နေစဉ်ကဖြစ်စေလွန်ခဲ့တဲ့လတွေကလွန်ခဲ့တဲ့နှစ်တွေကဖြစ်စေအတွေ့အကြုံတွေစိတ်ရဲ့ခံစားချက်တွေစိတ်ထဲမှာစွဲလာတဲ့ခံစားချက်တွေ အဲ့ဒါတွေကိုစွဲပြီးတော့ရကြလို့ရှင်အမဲမဲ့တတ်တယ်တွေ့ကြုံခံစားမှုတွေကိုစွဲပြီးတော့မေတ္တာကိုစွဲမဲ့ပေါ့အဲ့ဒီလိုစွဲပြီးတော့မက်တဲ့အိမ်မဲ့မျိုးတွေလေလောကလူတွေဟာမဲ့လိရှိကြတယ်တဲ့တတ္တယအချက်ကတော့ဒေဝတောပသံဟာရလို့ပါဠိလိုဆိုတယ်ဒေဝတာ ဥပသံဟာရဒေဝတာဆိုတာနတ် ဥပတံဟာရဆိုတာဆောင်ပြတာဓာတ်တွေကနေပြီးတော့အိမ်မက်ပေးတာဓာတ်တွေအိမ်မက်ပေးလို့မက်တဲ့အိမ်မက်မျိုးတွေရှိတတ်တယ်သူတို့ကအိမ်မက်မက်အောင်စိတ်ဒီပြတာမျိုးတွေရှိတတ်တယ်အဲ့ဒါလို့နတ်ပြတဲ့အိမ်မက်မျိုးတွေလည်းပဲလူတွေဟာမက်လေးမထရှိကြတယ်တဲ့နောက်၄ခုမြောက် အကြောင်းတရားကတော့ပါတော့စေပုပ္ပနိမိတ်တာပုပ္ပနိမိတ်တာဆိုပုပ္ပနမိတ်ဆိုပုပ္ပနမိတ်ဆိုတာမဖြစ်ခင်ကကြိုတင်ပြီးဖြစ်မဲ့အရာတွေကိုခေါ်ညွှန်းတဲ့အနေနဲ့နမိတ်ပြတဲ့အနေနဲ့မက်လာတာမျိုးတွေဖြစ်တတ်တယ်ပုပ္ပနမိတ်။နောင်ဖြစ်မဲ့အနေထားတစ်ခုဆက်ပြီးတော့မက်လာအဲ့ဒါကကြတော့ လူတူတယောက်ရဲ့ကုသိုလ်ကြောင့်သို့မဟုတ်အကုသိုလ်ကြောင့်မဲ့ထားလဲဖြစ်နိုင်တယ်။လောကသားတွေရဲ့ဆက်ဆက်နေတဲ့ကုသိုလ်အကုသိုလ်ကြောင့်လည်းပဲပုဂ္ဂိုလ်တူတယောက်မှာလာရောက်ပြီးတော့အကြောင်းထင်ဟပ်ပြီးတော့မဲ့ထားမျိုးတွေလည်းရှိတယ်။ပုပ္ပန္နိမိတ်တာ